ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တောင်းလုံးပေါင်းရှင်ပရိယူတဲ့နေ့ကိုတင်ပြသွားမှာဖြစ်ပါတယ်တောင်းလုံးပေါင်းရှင်ပရိတွင်နေ့အတိဖြစ်ပါတယ်ဗောနောအဲ့ဒီပရိနဲ့ကျွန်တော်တို့အရှိန်မှာတင်ပြထားတဲ့ပရိနဲ့ကိုကျွန်တော်တို့ပုံတူပြပြသွားမှာဖြစ်ပါတယ်ပရိအပ်တူတဲ့ပရိတွင်နေ့ဖြစ်ပါတယ်ဗောနောဒီပရိတွင်နေ့ကို993ကနေ934တပင်းရှင်ပြပြသွားမှာဖြစ်ပါတယ်ဗောနော ။ဒါဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်တို့5 9 3အနေစပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။9လီတီ45 9နဲ့ပေါင်းရှင်း30ဒီ၄နှစ်ကြိမ်ပေါင်းရှင်းက8ဆိုတဲ့အတွက်8ကိုတစ်တိုးပြီးတော့9ကိုတစ်3 9ခွန်အဲ့လိုယူလိုက်ပါဘောနော်။ဒါဆိုရင်မာဘရိတ်က၅လုံးစုံဘရိတ်က၃လုံးထဲပေါ့နော်အဲ့မှာသူရှားပေးသွားတာက၅၃၄ဆိုတဲ့အတွက် ထိတ်အလေအဘိတရန်သုံးလုံးပေါင်းရှင်ကိုပရိချပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ။ငါတောင်ညာလေးသုံးလုံးပေါင်းရှင်ဒီကိုပရိဖြစ်ပါတယ်ဗောနော်။ဟုတ်ကဲ့ဒီနေ့အတိုင်းမှာငါတောင်ညာလေး၃တိဆိုတဲ့အတွက်ကြောင့်မို့ဒီအလေကငါတောင်ညာလေး၃ညာဗောနော်။အဲ့ဒီငါနဲ့အနောက်က၃နှစ်ကြိမ်ပေါင်းရှင်6ဖြစ်ပါတယ်။ဒါဆိုရင်6ရက်5ရက်ပေါင်းရှင်းသည့်7ရက်တွေအတွက်တိတ်ကိုတိတ်တူတာနှင့် နေလေး၆၈၃ညာဆိုပြီးတော့ကျွန်တော်စုံပရိတ်က၅လုံးပေါ့နော်မာပရိတ်ကတိပရိတ်တစ်ခုသေးပဲပေါ့နော်အဲ့ဒီမှာ၅၃ညာ၃ဆိုတဲ့အတွက်ထိတ်လေပိတ်၃လုံးပေါင်းရှင်း၈ပရိတ်ချပေးသွားတာဖြစ်ပါတယ်ငါ၃ညာ၃၈၉ဆိုတဲ့အတွက်ငါ၃ညာလီ၃ညာရှင်းတဲ့ချိန်၁၆ရှောင်းနှန်း၅ပေါင်း၁၁တင်းနည်း၄၆၈၃ညာပေါ့နော်စုံပရိတ်က၅လုံးမာပရိတ်က၃လုံးဖြစ်ပါတယ်အဲ့ဒီမှာ၃၃၆ဆိုတဲ့အတွက်ကြောင့်မို့ ထိတ်အလေအဘိတ်ကဏ္ဍသုံးလုံးပေါင်းရှင်းနေပရိတ်ဖြစ်ပါတယ်။နေလေးလျှောက်ရှိတုံညာတိထက်ကနေပရိတ်336ဖြစ်ပါတယ်။နံပါတ်၄ပေါ့နော်3545 9နဲ့ဒီ3ပေါင်းရှင်း6ဖြစ်ပါတယ်6ကိုဒီ6နဲ့ပေါင်းရှင်းကစနစ်2359တည်လို့ယူมาဖြစ်ပါတယ်မာကပရိတ်က5ခုပေါ့နော်စုံပရိတ်ကတစ်လုံးဖြစ်ပါတယ်အဲ့ဒီမှာ3ညာ၄တည်ဆိုတဲ့အတွက်ထိတ်လေးပိတ်3လုံးပေါင်းရှင်းဒီ ငါးပရိချပေးသွားခဲ့တာဖြစ်ပါတယ်တော်များလေးတေးတပင်ကနေထပ်ပြီးလေလာကြည့်မယ်ပေါ့နော်လေးငါလီ20လေးနှစ်ကြိမ်ပေါင်းရှင်းရှစ်ရှစ်ကိုတစ်သုံးငါခွန်ဆိုပြီးယူมาဖြစ်ပါတယ်အဲ့ဒီမှာရှစ်လျှောက်ခွန်ဆိုတဲ့အတွက်သုံးပေါင်းရှင်းကတိပရိဖြစ်ပါတယ်ခင်ဗျာရှစ်ကိုတစ်သုံးငါခွန်တဲ့ကတိပရိချပေးသွားတယ်ပေါ့နော်โอเคရှစ်လျှောက်ခွန်တပင်ကနေထပ်ပြီးလေလာကြည့်ရမယ်ဒေလျှောက်ငါလီ30ပေါ့နော် ဒီနေ့နဲ့ချိန်ပေါင်းလေးလေးကိုရှင်းတဲ့ပေါင်းစနစ်နေ့3 59ဒီပရိသုပြီးရမှာဖြစ်ပါတယ်။ရှင်းလျှောက်ခွန်ပြီးတော့နောက်ထပ်တစ်ပြိုင်မှာ63ည6ဆူရဲအတွက်ပေါင်းရှင်းနေပရိဖြစ်ပါတယ်။စုံပရိပေါ့နော်။စုံပရိ63ည6ဖြစ်ပါတယ်။နောက်ထပ်နံပါတ်9 ငါတော့ညာလီတော့များပါနော်6နှစ်ချိန်18ကိုရှောင်းနေပေါင်းရှင်24ကို၄ပဲရေးပြီးတော့၄9ခွန်ကိုတစ်တုံစုံပရိက၄ပါနော်မပရိက9ခွန်ကိုတစ်တုံထဲက66နှစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်၄ပရိစုံပရိပဲထပ်ပြီးချပေးသွားတယ်ပါနော်ထဲစီ6 6လေထိုင်နှစ်အပိတ်ပေါင်းရှင်၄ပရိပါနော်နောက်ထပ်6 6နှစ်ကနေထပ်ပြီးလေ့လာကြည့်မယ်ရှောင်းကားလီ30 အဲ့ဒီ6နဲ့အနောက်က6နဲ့ပေါင်းရှင်းစနစ်ဆိုတဲ့အတွက်2 3 5 9တိအဲ့ဒီမှာတော့အဆုံးပြိနှစ်တစ်ခုထဲပဲပေါ့နော်အဲ့ဒီသူချပြီးသွားတာက665ဆိုတဲ့အတွက်ထိတ်လေးပဲ3လုံးပေါင်းရှင်းက9ပြိဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်665ကနေဒီနီးတိုင်းပဲထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်နံပါတ်9 65လေး30အဲ့ဒီ6ရဲ့အနောက်က9နှစ်ချိန်ပေါင်း30ဆိုတဲ့အတွက်69 135ပေါ့နော် ရမ96နှစ်ဆိုတဲ့အတွက်ထိတ်လေးပိတ်ထိတ်စီ96အလေးထိုင်နှစ်အပိတ်သုံးလုံးပေါင်းရှင်9ပိတ်ဖြစ်ပါတယ်နံပါတ်30ပေါ့နော်နံပါတ်30 96နှစ်ကနေထပ်ပြီးလေးတာကြည့်အောင်လားခင်ဗျာ65လီ30 9နဲ့3များနဲ့ပေါင်း9 3ညာ2 4 6ပေါ့နော်စုံပရိတ်က3ညာ2 4 6မပရိတ်က9တလုံးထဲပေါ့နော်အဲ့ဒီမှာ3ညာ4 4ဆိုတဲ့အတွက်စုံပရိတ်6ပရိတ်ချပြီးသွားတာဖြစ်ပါတယ် โอเคနံပါတ်7ပေါ့เนาะ3043နီကိုထပ်ပြီးပြူပေါင်းကြည့်အောင်လားခင်ဗျာ6920 3000ကျောင်းပေါင်း6ဆိုတော့6935ပေါ့နော်စုံပရိတ်က6တလုံးထဲဖြစ်ပါတယ်အဲ့မှာနိနိတိဆိုတဲ့အတွက်ပေါင်းချင်းက9ပရိတ်ချပေးသွားတာဖြစ်ပါတယ်မာပရိတ်ပေါ့နော်မာပရိတ်9လုံးထဲက9ပရိတ်ချပေးသွားတာဖြစ်ပါတယ်နောက်ထပ်နိနိတိကနေထပ်ပြီးလေ့လာကြည့်အောင်9940 3000ကျောင်းကိုနိနေပေါင်းချင်း8ဆိုတဲ့အတွက် ရှေကိုတေတောငါးခွန်ဖြစ်ပါတယ်ရှစ်လေးတုံးချပြသွားခဲ့တယ်ဗောနော်ရှင်းနေလေးပေါင်းဆက်နေနင်းနေတုံးပေါင်းငါရှစ်လေးတုံးတုံးလုံးပေါင်းရှင်းငါးပရိချပြသွားခဲ့တာဖြစ်ပါတယ်โอเคနံပါတ်73ဖြစ်မယ်ဗောနော်နံပါတ်73ရှစ်လေးတုံးကနေထပ်ပြီးလေ့လာကြည့်မယ်၄၅၄20ရှောင်းနှစ်ကြိမ်ဆက်နေကိုရှင်းနေပေါင်းရှင်း30ဆိုတဲ့အတွက်39 3 5 9ပြိဖြစ်မယ်ဗောနော် အဲ့မှာရှေ့ချောင်းတုံးချပေးသွားခဲ့တာဖြစ်ပါတယ်။ထိတ်လေဘိတ်ကနန်းတုံးလုံးပေါင်းရှင်ခုနှစ်ပြိချပေးသွားခဲ့တာဖြစ်ပါတယ်။ရှေ့ချောင်းတုံးကနေထပ်ပြီးလေလာကြည့်အောင်လားခင်ဗျာ။ဒီအလေက6930လီ30ပေါ့နော်နေ့နှစ်ကြိမ်လေးလေးကိုဒီရှစ်ပေါင်း7နှစ်ဆိုတဲ့အတွက်နေ့3590သိစပြီးရမှာဖြစ်ပါတယ်။အဲ့မှာနေ့3ည9ချပေးသွားခဲ့တယ်ပေါ့နော်တုံးလုံးပေါင်းရှင်က တိပရိဖြစ်ပါတယ်မာပရိပေါ့နော်မာပရိတိပရိနှစ်တုံညာကိုဖြစ်ပါတယ်နံပါတ်15ကိုတပည့်လေးလာကြအောင်နှစ်တုံညာကိုတပည့်အနေနဲ့လာကြည့်မယ်ပေါ့နော်9နဲ့ချိန်30နှစ်တလုံးကြံတဲ့အတွက်2 3 5 9တေဆိုပြီးတပည့်ရတယ်ပေါ့နော်ခွန်ခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့၃လုံးပေါင်းရှင်းက၃ပြိဖြစ်ပါတယ်။မာပြိပဲထပ်ပြီးရှားပြီးသွားရတယ်ပေါ့နော်။ နံပါတ်16ကိုလေ့လာကြအောင်နံပါတ်16ဒီခွန်ခွန်9ကနေထပ်လေ့လာမယ်ပေါ့နော်ခွန်9 35 9ကိုခွန်ပေါင်းရှင်းဆက်နေဖြစ်ပါတယ်နှစ်နဲ့ကြိမ်ပေါင်း၄ဆိုတဲ့အတွက်၄နဲ့နှစ်နဲ့ပေါင်းရှင်း6ခွန်9135ဖြစ်မယ်ပေါ့နော်ခွန်3များ3များဆိုတဲ့အတွက်ကျွန်တော်အဲ့မှာလေမာပရိတ်ပဲထပ်ပြီးရှားပေးသွားခဲ့တယ်ပေါ့နော်မာပရိတ်ခွန်3များ3များဖြစ်ပါတယ် နံပါတ်ဆက်ခွန်ပါနော်နံပါတ်ဆက်ခွန်ဒီခွန်၃များ၃များကနေလေ့လာကြည့်အောင်ငါးနဲ့ကျင်း30ခွန်ဆွေအတွက်ခွန်၈၃များ၄၆ပါနော်အဲ့မှာစုံပြိပါလာပြီဖြစ်ပါတယ်၃ခွန်ခွန်ဆွေအတွက်၃ပေါင်းရှင်း9ပြိပဲပေါ့နော်မာပြိတခုသေးပဲပေါ့နော်မာပြိ9ပြိ၃ခွန်ခွန်ဖြစ်ပါတယ်နံပါတ်7ခွန်9 35ငါးနဲ့၃ပေါင်းရှင်း7ဖြစ်ပါတယ်အဲဆိုရင်၈ 6939ခွန်ဖြစ်ပါတယ်3ခွန်ခွန်ပြီးတော့နောက်ထပ်တစ်ပင်မှာ694ဖြစ်ပါတယ်ဗောနော်အားကြောင့်မို့သုံးလုံးပေါင်းရှင်းကတေပရိဖြစ်ပါတယ်တေပရိ694ဗောနော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့မာပရိပဲတောက်လျှောက်ရှားပေးနေတာတွေ့ရတယ်ဗောနော်โอเคနောက်ထပ်ကျွန်တော်တို့ဓပိလေးလာကြည့်အောင်ဗောနော်694တပင်ကနေလေးလာကြည့်အောင်နံပါတ်19ဖြစ်မယ်ဗောနော် โอเคနံပါတ်19ဒီ95လေး45 98.73ဘောနော်ဒီအနောက်က9နှစ်ကျိန်30ဆိုတဲ့အတွက်ဒုံများနဲ့3ပေါင်းရှင်3 3 683များနေဖြစ်ပါတယ်963ချပေးသွားခဲ့တယ်ဘောနော်ဒါကြောင့်မို့ဒုံလုံးပေါင်းရှင်ကလေးပရိဖြစ်ပါတယ်လေးပရိ963ဘောနော်โอเค963ကနေတပည့်လေးလာကြည့်မယ်နံပါတ်20 65လေး30 9နဲ့ဒီ6နဲ့ပေါင်းရှင်7ဖြစ်ပါတယ် ်တနည်းလေး6ချောက်ချီတုံများဖြစ်ပဲပေါ့နော်အဲမှာရှောက်ရှေခွန်ဆိုတဲ့အတွက်သုံးလုံးပေါင်းရှင်းကတင်ပရိဖြစ်ပါတယ်မာပရိတလုံးထဲပဲပေါ့နော်မာပရိဆိုရင်တင်ပရိတစ်ခုထဲပဲပေါ့နော်နံပါတ်27တေရှင်းငါးလီဒီ40ဖြစ်ပါတယ်6နဲ့ပေါင်း40နဲ့6ကိုဒီအနောက်က3နဲ့ချိန်ပေါင်း6နဲ့ဆိုတော့ဆက်နေရမယ်ပေါ့နော်နေ3 5 9 9 10 အဲ့ဒီပရိသေကနိနိခွန်ချပေးသွားတယ်ပေါ့နော်နိနိခွန်ဆိုတဲ့အတွက်ပေါင်းရှင်းကတိပရိဖြစ်ပါတယ်နဘတ်နစေနဲ့နိနိငါလီ30ဒီနိနဲ့ဒီ6နဲ့ပေါင်းရှင်းဒီရှေ့ရတဲ့အတွက်ရှစ်ကိုတိသုံး9ခွန်ဆိုပြီးထည့်ရတယ်ပေါ့နော်3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့သုံးလုံးပေါင်းရှင်းဒီ9ပရိဖြစ်ပါတယ်3ရှစ်ရှစ်9 ကိုပြေပါနော်ဒါဆိုရင်ကိုချိန်အတွက်ထပ်လေးလာကြအောင်နံပါတ်23ထပ်ရှာပေးအောင်မလားဆိုတာလေးပေါ့နော်တရားလေကရှင်း9လီ40ဒီ3တချိန်ဆိုတဲ့အတွက်3 4 83များနေဖြစ်မယ်ပေါ့နော်စုံပရိတ်စုံပရိတ်9လုံးမပရိတ်ဆိုရင်တော့3ပရိတ်တစ်ခုထဲပဲဖြစ်ပါတယ်โอเคဒီ20ဒီကျွန်တော်9တုံညာလေးကိုပြေ9တုံညာ3 10ပရိတ်၃၃၆နိပရိတ်ကနေ ချပေးလာခဲ့တယ်ပေါ့နော် ခုနှစ်ပရိတ်665ခုနှစ်ပရိတ်96နဲ့ရှစ်ပရိတ်တုံများလေးလေး9ပရိတ်နိနေတဲ့9ပရိတ်743ခုနှစ်ပရိတ်663တိပရိတ်နိတုံများကို3ပရိတ်009ခုနှစ်ပရိတ်9တုံများတုံများခုနှစ်ပရိတ်300တိပရိတ်694လေးပေါ့နော်အချိန်အားရှိဒီမှာ78ချိန်ထိချပြီးသွားပြီပေါ့နော်69မှာဆွမ်းရှင်၄ပရိတ်963တိပရိတ်669 တိပရိနိနိခွန်ကိုပရိ388ဒီဘက်မှာတော့တန်နီအရာ3463များနေဖြစ်ပါတယ်။ကျွန်တော်အရှိမတင်မိထားတဲ့ဒီပရိ6လုံးတန်နီကလည်း93များ336ကနေတောက်လျှောက်ကိုပေးလာခဲ့တဲ့ပရိ6လုံးရှိတဲ့နီးကိုလည်းတင်ပေးထားပြီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒီလိုလေးတောက်လျှောက်ပေးနေတာဖြစ်ပါတယ်။ Okay ဒီနှစ်ခုကိုကျွန်တော်ညီကြည့်အောင်ပေါ့နော်။ဒီ6ရှစ်ခွန်တပင်အနေစပြီးတော့ညီကြည့်အောင်ဟုတ်လားခင်ဗျာ။ ရှောက်ရှိခွန်ပြီးတော့အနည်းနည်းခွန်ပါနော်ဒီ၃ပင်ကိုကျွန်တော်ရေးပြပေးသားမှာဖြစ်ပါတယ်ဒီရှောက်ရှိခွန်တင်းနည်းလေးရှောက်ရှိတုံညာပါနော်မပရိတ်တစ်ခုထည့်ပေးပါနော်ဒီနည်းလေးရှောက်ရှိတုံညာဆိုတဲ့အတွက်အဲဒီမှာပရိတ်လေးလုံးတူတယ်ပါနော်ရှစ်တုံညာတင်းနည်းထဲကတိပရိတ်ရှောက်ရှိခွန်ဖြစ်ပါတယ်နည်း၃၅ခွန်ကိုတည်ဆိုတဲ့အတွက်နည်း၃၅ခွန်ကိုတည်ပရိတ်လေးလုံးပဲပါနော်တင်းနည်းလေး တနေ့9ခွန်ဒီမှာကျတော့ကျွန်တော်အာ69 3 break လေးလုံးပေါ့နော်ဒီ9ချိန်မှာတော့3 4 6 7တောင်များနေစရဲအတွက်4 6 7တောင်များနေစရဲအတွက်အဲ့မှာပုံတူ break 3လုံးထည့်ပေးဖြစ်ပါတယ်4 8တောင်များပုံတူ break ဖြစ်ပါတယ်ခင်ဗျာโอเคအားလုံးပဲကံကောင်းကြပါစေ